ဒီနေ့ဆင်းရဲမဲ့အကြောင်းအရာကတော့မဇ္ဈိမအပူနည်းထွက်နော်မင်္ဂလာညအချမ်းဒီနေ့ဆင်းရဲမဲ့အကြောင်းအရာကအိမ်ယူရနတ်ဒါဒီ တခြားမျိုးနဲ့တခြားဒေတာရဲ့တခြားဓလေ့တွေကိုကျွန်တော်မဝေဖန်ပါဘူးမပြောပါဘူးကျွန်တော်ပြီးခဲ့တဲ့တပတ်ပြီးတဲ့တပတ်တုန်းကရွာရွာတရွာရောက်ခဲ့တယ်ရွာတွေရောက်တဲ့ခါကျတော့သူတို့စီမှာကိုကလမ်းကျုပ်ရင်းနဲ့ပေါ့နော်သူတို့သိချင်တာလေးတွေသူတို့မေးချင်တာလေးတွေ ဩသူတို့သိချင်တဲ့အရာတွေသူတို့မေးချင်တဲ့အရာလေးတွေကိုကတိတ်တလောင်နဲ့ဖြည့်ပေးတာပါတိတ်တလောင်နဲ့ဖြည့်ပေးတဲ့အထဲမှာကျွန်တော်တို့အဖြည့်သုံးသပ်မှုတွေတခုတ်ရလာတယ်အဲ့ဒီဖြည့်ကိုအခုပြောပြမယ်ပြပြမယ်ကျွန်တော်တို့မုံမီနယ်ဘက်ခြမ်းမှာဆိုရင်ကျွန်တော်တို့ဒီမုံမီနယ်ရဲ့ကျွန်တော်တို့နေတဲ့မြို့ရဲ့တော်တော်များများမှာဆိုရင်ကြေးရွာမှာဆိုရင် ုံတို့ရဲ့အိမ်တွင်နဲ့ဆိုတော့မုံရိုးရတလေမုံနဲ့ရှိတယ်တချို့ကအုံဆွဲတချို့ကအဝတ်ထောက်ဒီမုံနဲ့လို့ခေါ်တဲ့အိမ်နဲ့ပေါ့အိမ်နဲ့ဆိုတော့အာသူကဘေးရင်တက်တယ်ဘေးရင်တက်လို့ကွာလည်းဖြည့်ပြီးလိုက်တယ်ဖြည့်တဲ့ထဲမှာဘာကိုဖြည့်လိုက်မိလဲဆိုရင်တော့ပြောပြမလို့အဲသူတို့ကတကယ်ဒီဘာညာပြီးတော့အော်ဒါဆိုရင် ဒီအိမ်ရဲ့ပြဿနာသည်ယိုရယိုရနတ်နဲ့ပတ်သက်နေတယ်။ကဲနေတော့ဒီကိစ္စကိုပြည်လေရှင်နဲ့ရှင်းရှင်းပြောရင်ကွယ်သူအပေးရင်တွက်လိုက်တယ်။သူနိုင်ငံခြားတွားရမယ့်ကံကနှောက်နေနေတယ်။သူများတွေကပါကုန်ပြီ။ तू ကဘာကြောင့်မပါတာလဲ။ဘာကြောင့်မပါလဲ။မပါတာကိုကျွန်တော်တို့ကတေချာပြန်ကြည့်ကြည့်တော့ဘာဖြစ်လာလဲဆိုရင်သူ့ရဲ့ကံထဲမှာကဒီ အသက်ရှင်တဲ့နှစ်ကတော့လိုက်ပြီးလို့ရှိရင်မြို့တော်ရှင်ရွာတော်ရှင်ကိုကတော့ပြီးလို့ရှိရင်ဂါထာတဲ့ဘုတ်ကိုယော့ညတိုင်းကြလို့ရှိရင်အဲ့ဒီဂါထာကိုသစ္စာပြုပြီးတော့အမြန်ဝေကြည်စီထုအိမ်ဆောင်နဲ့ခြံဆောင်နဲ့ကိုဆောင်နဲ့မြို့တော်ရှင်ရွာတော်ရှင်အကုန်လုံး၃၀ဝန်းအားလုံးမေတ္တာပို့အမြန်ဝေရင်နေ့ရက်စားတာကပြောင်းလဲလာပြီးတော့နိုင်ငံခြားထွက်ရမယ့်အခြေအနေကိုပြရနေတယ်အထားဆိုရင် ဘာဖြစ်လို့ဒီနိုင်ငံညာသွားမချင်နှောက်နေလဲဒီကချက်စင်နေကိုနေ့ရက်ယူရကအနှောက်နေတာဒါစနေတို့ယူရကိုကတော့လားလို့မေးရင်သူတို့ယူရကိုတဲ့ဒီတိုင်းအားရအားတို့တကတော့လို့မရအောင်ဘာဖြစ်လို့လဲဝါဝင်းဝါထပ်စင်သူတို့ကတကြိမ်ဝါထပ်တကြိမ်အာဒီကောင်းမြင်တယ်မော်ဒလေးဖြစ်တဲ့မုတ်ပဲတွေနဲ့ပူဇော်ပါသားတယ်ဒါဒါနာပြုတယ် ဒါဆိုရင်နင်ဒီညနေအချွေတပလင်းနဲ့နေ့ရရိုးရဖိုးသကတော့မရဘူးလားမရဘူးတဲ့သူတို့မှအဲ့လိုကြားရမှာကတော့လို့မရဘူးတဲ့ဘာဖြစ်လို့လဲအဲ့လိုကတော့လို့ရှိရင်တဲ့အဆိုင်နဲ့ဝိုင်းနဲ့ကတော့ရမယ်ဆိုတော့ကိုကစိတ်ဝင်စားရတယ်ဟာနေတို့ရဲ့နတ်ကဘာနတ်လဲနေတို့အဲ့ရိုးရဘာလဲငါ့ကိုချက်ပြပြလို့နော် အဲအဲ့ဒါကအဲ့လိုပြောလို့ရတယ်ပြောလိုက်ရနားထောင်တဲ့အခါကျတော့သူတို့ကိုကြော်တယ်ဟုတ်ပါကျွန်တော်တို့ဒီမြို့မှာဆိုရင်ကြော်တွေကစဒီအဲရွေးရနတ်ဆိုသူနဲ့ပဲကရမယ်နေတို့ကြော်နေတို့ကြော်ပြောတဲ့စကားအတိုင်းလွတ်လောက်တာနော်အခုကဲအဲ့ဆိုကြော်ကမပြောလဲဆိုတော့ကြော်က၃နှစ်တစ်ချိန်ပွဲပေးရမယ်ကြော်တွေကပဲဖြစ်လဲဟိုရွာတော့အဲ့ရဖိုးဝင်ပြီးတော့လေ음 အဲ့ဘုကုံးမြင်ပြီးတော့နောက်သုံးနှစ်ကြာရင်နင်တို့ကနာဘွယ်ထပ်ပြီးမလားဆိုတော့ကတော်တွေချုပ်ခဲ့တဲ့စကားကိုဒီဘုံမသိဘာမသိတဲ့တို့မော်ဖိုးကြီးအဖွာကြီးတွေနော်မော်ဖိုးကြီးဖွာကြီးတွေဘုံမသိဘာမသိတဲ့နေသူတို့မသိတာဘာလဲသိလားဒီနတ်ဖန်ဆာမာတို့ရိုးရဖန်ဆာမာတို့တို့မော်လူကြီးတွေကတော်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 လေးကိုကြောက်ကြတယ် နတ်ဖန်ဆိုင်ပါဖြစ်မယ်ရိုးရဖန်ဆိုင်ပါဖြစ်မယ်ဆိုတော့ဒီဝင်ပူးတဲ့နဂရောကကနာပွဲပြီးတဲ့နှစ်ဆိုရင်နေတော့နောင်၃နှစ်ကြာရင်ငါ့ကိုကနာပွဲပြီးမလားငါနေတော့အဲ့ဖိုးဆိုပြီးပူးပြီးတော့မန်ထည့်ပြီးပြောသွားတာဒါကြောင့်ဒါဆိုရင်နေတော့ဒီနောက်တစ်ခုငါမဲဘလို့မှလဲနေတော့ဘောကအေးငါအေးငါဖိုးอ่ะเนาะ နေတို့တွေငါ့ကိုအချိုရည်နဲ့လာဆက်တာတို့ဘာတို့ဘာမှလုပ်မရဘူးဝါဝင်ဝါထွက်ကြရင်ကောင်းညင်းတက်လဲရမယ်ပြီးလို့ရှိရင်သုံးနေ့တစ်ချိန်ကရမယ်နေတို့တဘောသူလားဟေ့ဆိုတော့ဟောကရောတွေပါဇက်ကနတာကရောတွေပါဇက်ကဒီကိစ္စကိုကိုယ်ဝန်လည်းစိတ်ဝင်စားပါဘီဟာနေတို့အဲ့ဒီကရောပြောရလားအေးအဲ့ဒီကရောပြောတော့မဟုတ်ဘူးเนาะသူ့အိမ်ရဖို့ကဝင်ပူပြီးတော့ပြောတာလေအာ လောက်ကြံမုတ်ပကံစလုံးဆိုတာအဲ့လိုကတော်မျိုးပြောတာမြန်မာနိုင်ငံမှာရှိတဲ့နှုတ်ကတော်အားလုံးလည်းမစော်ကားဘူးနော်ဘဒုမှမစော်ကားဘူးဒါကိုယ်ကလည်းတွေးကြတဲ့ဖြစ်ပြက်လေးတစ်ခုကို ပြောပြတာရှင်ဖွေပြတာပဲပြဋ္ဌာန်းတည်းလည်းဝေဖန်နိုင်တယ်အဲ့တခုစဉ်းစားမယ်ဒါဆိုရင်နေတော့ရိုးရဖို့ရိုးရဖို့ဒီကတော်မလားနေမကတော်ဘလားမေးတယ်သူတော့မကတော်ရင်ဟာ ြဿနာကအမှအမှအဓိကပြောချင်တာကလေဒီရိုးရကြော်ပဲဖြစ်ဖြစ်ဘယ်ကြော်ပဲဖြစ်ဖြစ်မှန်သောစကားကိုပြောပါကိုယ်ပါလေမဟုတ်တာကြီးရောဖိုးလေးဝင်ပူပူတော့မှန်ပဲအညုံနဲ့တယောက်ဆောင်ပြီးတော့တို့မွန်ဖိုးကြီးတွေမွန်ဖွားကြီးတွေကအဲ့လိုဖိုးပူရအသေးချောက်ကြတာအဲ့တော့သူလိန်ခဲ့တဲ့ပြဿနာကဘာလဲဆိုရင် သုံးနှစ်တစ်ချိန်ဒီကနာပွဲပေးရမယ်အဖိုးကိုယ်တိုင်မိုက်တာဆိုပြီးအဖိုးဝင်ပူပြီးတော့ကနာပွဲတောင်းတာဒီတော့သုံးနှစ်ပြည့်လို့ရှိရင်အဲ့ဒီအိမ်ဒီကနာပွဲမပေးဘူးဆိုရင်တစုံတယောက်ကနေမကန်းဖြစ်ခဲ့မယ်ဖျားခဲ့မယ်ဆိုရင်ဘေးရင်တတ်တတ်မယ်ကရောသမီးလို့ရှိရင်ဒီလိုယူရဖန်ထားတယ်ဟုတ်ပြီကရောဒီဝဇက်က၆တာသုံးနှစ်တစ်ချိန်ဒါနဲ့ကရောအားလုံးမပြောနဲ့ကရောအားလုံးမပြောနော် ဓာတ်ဆရာလို့လည်းမပြောနတ်ဆရာလည်းမပြောဘယ်မှမပြောရဘူးကိုယ်တိုင်တွေ့တဲ့ကိစ္စကိုကိုယ်တိုင်ပြောပြတယ်အဲ့ဒီမှာကေတာဇနီတို့ဖိုးနေတော့ကတော့အချို့ရေတလုံးနဲ့နေ့ဖိုးကလက်မခံဘူးစနေ့အိမ်မက်လာပြေးမယ်နေ့ဖိုးကလက်ခံတယ်စနေ့အိမ်မက်လာပြေးမယ်ဒါပဲအိမ်နာတော့ပြန်လာတဲ့အခါကျတော့အဖြေကဘာသာသွေးမိလဲစ က်ကတော်တွေချုပ်တဲ့လောကမှာရှင်လည်နေရတဲ့တို့ဗုဒ္ဓဘာသာများစုနော်အာဒါစီကျွန်တော်တို့အနောက်မှာရှိတာဘိုးဘိုးအောင်ဘိုးဘိုးအောင်ဆိုရင်ကျွန်တော်တို့ပါလောက်တယ်ဆိုရင်မိုးလင်းကြရင်ရေချမ်းကပ်ပေးတယ်ပြီးရင်အပြားဝေးပေးတယ်မေတ္တာပို့ပေးတယ်ဘဘကြီးတို့ကြားမှာပါစေချမ်းသာပါစေဒါပဲအဲ့ဒီကနေစသူများနဲ့လာမေးတယ်ဟဲ့ဒီကိစ္စဘာဖြစ်အဘတို့စီကနေတိတ်လာလားကို လေးလာနိုင်ကြလားပရိစိတ်နိုင်ကြလားအဲ့ဒီဓာတ်နဲ့ကိုပဲကျွန်တော်တို့ပြန်ပြီးဟောပေးတဲ့ဟိုနိနကာရမယ်နေပွဲထိုးရမယ်နေကြောပွဲပေးရမယ်နေတိုက်ပွဲဆက်ရမယ်နေဓာတ်လေးလောက်ရင်ဓာတ်လေးအောင်ရင်ငါပေးရမယ်ဒီနေ့ထိကျွန်တော်တို့နှုတ်ကနေမထွက်ခဲ့ဘူးအဲ့တော့ကျွန်တော်တို့နှုတ်ကနေမထွက်ခဲ့တဲ့အတွက်တခါလေကြာရင်ကိုကလေ ရွာတရွာသွားလို့ရှိရင်အဲ့ဒီရွာတွေမှာရှိတဲ့နဂရော်တွေရဲ့ရိုက်ခဲတဲ့ရိုက်ကွက်တွေရိုက်လန်းတွေခြေလန်းတွေကအဲ့ဒီရွာမှာခံစားနေရတဲ့တို့မုံဖိုးကြီးဖွားကြီးတွေမုံတလေးမှရှိတဲ့မုံလူကြီးတွေကလေရိုးရစွယုံကြတယ်တိုင်နှန်းရှင်စွယုံကြတယ်အဖိုးတွေအဖွားတွေပူးပြီးတော့တုံပြီးလိမ်နေပြီယုံကြတယ်ယုံတဲ့လူရဲ့ပုံမှာ စေတံတတ်တတ်လေးနဲ့ထားပြီးတော့သူတို့ကူညီတဲ့နဂရော်တွေကမရှိတဲ့ခါကျတော့ပေါင်လို့ပဲစားပြောထားတဲ့နဂရော်နဲ့သူ့လူရှိရင်အဲ့မျိုး၆ဓာတာသူကနေလွယ်ရင်ကာမရဘူးနာကလွယ်ရင်ကာမရဘူးเนาะငါတို့ဖိုးစစ်အဲ့မျိုးဓာတ်စီပြီးတော့ပြောတဲ့ခါကျတော့ယုံတဲ့လူတွေကယုံကြတာအဲ့တော့ကျွန်တော်စိုက်တယ်ကျွန်တော်ဝေဖန်ခြင်းနဲ့အခုကိစ္စမှာပြိတ္တတယ်လဲဝေဖန်လို့ရတယ် ကျွန်တော်တို့ကိုယ်တိုင်ကြတော့ဒီလောကကိုကျင်လည်ခဲ့တယ်။နတ်လောကကိုလည်းလိလာတယ်။ဒီအဘာလူလောကကိုလည်းလိလာတယ်။တကယ်တကယ်တမ်းကြတော့နတ်လောကဖြစ်စေ၊ဓာတ်လောကဖြစ်စေ၊ဘယ်လောကဖြစ်စေအတိကတီလာကိုတီလာကိုဘယ်တော့ထိနိုင်ပြီလဲ။နှစ်မေတ္တာတရားသုံးကိုယ့်ရဲ့ခြေစဉ်ကိုယ့်ရဲ့ဆရဏအား ိုယ်ကိုယ်တိုင်အားထုတ်တဲ့အကျိုးကျေးဇူးတွေကဘလောက်ရှိပြီလဲ၄ကိုပွားများနေတဲ့မေတ္တာကိုပိုးတဲ့မေတ္တာကဘဒုစီတွေရပြီလဲဘေးပဝန်းကျင်ရောကိုပိုးတဲ့မေတ္တာရပြီလားနောက်ပြီးနောက်ခုကကိုကိုယ်တိုင်ကကောင်းတာလုပ်ကောင်းတာကြိုးစားကောင်းတာကြည်ကြံ့ကိုစီမှာကောင်းတဲ့အရာတွေကောင်းတဲ့အမြင်တွေကောင်းတဲ့ဓာတ်တွေရရင် ပြောလို့ရတယ်လေဘာဖြစ်လဲဒီ ပစ္စပ္ပယကနေထွက်ပြီးသူမြန်စီကနေလိန်စားပြီးမှရတဲ့ပတ်စံနဲ့တာရဒါမဲ့တဖက်လူရတာဘာဖြစ်ပါလဲ၃နှစ်ပြည့်ရင်ကနာဘွဲပေးရမယ်ရိုးရဘွဲပေးရမယ်ဘုံတန်ပေးရမယ်ဘုံတန်တစ်ခါပေးရင်ဆိုင်းငါးကြီးမများမယ်အကျူးမွေးရွာသရွာမှာဒီရိုးရဘွဲအကိုင်းမှာမုတ်တီကလည်းအချိန်90တချို့အိမ်ဆိုအချိန်60ကုန်တယ် ဒီတော့ဒီ၃နှစ်တစ်ချိန်ရိုးရပေးရမယ်၃နှစ်တစ်ချိန်လောက်ရမယ်ဆိုတော့အဲ့ဒီအဲ့ရဲ့ဓလေးကိုကျွန်တော်တို့တွားပြီးတော့ဖြတ်ခဲ့တဲ့အကြောင်းနောက်တစ်ခုထပ်ပြောမယ်ကျွန်တော်ကျွန်တော်ချားမသငယ်ချင်းရှိတယ်ချားမသငယ်ချင်းကျ तू ကလည်းအမျိုးပဲ၃နှစ်တစ်ချိန်နဲ့ကနေရတယ်ဒီနှစ်ကျတော့အချောင်းမလာအောင်လို့နေဒီ၃နှစ်တစ်ချိန်ကနေရတယ်ဒီတော့အဲ့ကိုဘယ်သူမှမိတ်ချတာလဲအဲ့အဖိုးဟုတ်လားဒါဆိုရင် နေတဲ့ငါနဲ့လောင်ကြီးစားကြီးလောက်ထားမယ်ညှိကြလေကျွန်တော်နဲ့ငါတို့တွေအဖိုးဝင်ပူးရင်ညှို့မေးမနော်နေနောင်နဲ့ကမလားလို့မေးနေမကဘူးလို့ပြောအဲ့ဒီမှာပြောရမယ်သိလားသိတဲ့ထောင်ရမှာကအဲ့လိုပြောလိုက်တယ်အာဟုတ်မှာပါလဲစိုင်းတဲ့ငါနောက်ဆုံးကနာပေးပဲအချင်းပေးချင်း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 ဆိုတော့ဘောက်ဆိုရင်လည်းကိုယ်တကယ်ချင်းရဲ့အချားမတရားကိုခုံဝင်မရောခုံဝင်ကြတော့ ငါနေတော့ဖိုးဝဲတဲ့ကဲငါမီးပါလို့ရှင်လည်းပြောငါမီးကနောင်နဲ့ကြရင်အဖိုးတို့ကပြီမလားပေါ့ဟာဟိုချောင်းမလည်းနောက်ွက်ကနေဇတ်တချာပြီကြလေဟိုမကနေဇီးရမျက်လုံးပြီးနေပြီသူဝင်ရမယ့်ခံကိုကိုရီရဲ့တငယ်ချင်းချောင်းမဝင်ပူပေးလိုက်တာလေပုံမှန်ဆိုကနေဇီးရသူဝင်လာမယ့်ဝင်တော့ပြီးရင် အဘုကနောင်နှိညညီတို့ကိုကန့်ချင်းနေတဲ့မြည်တို့လောက်ခံမလားဟဲ့ဆိုတော့သူကဂလုံးလောက်ပြီးတော့ကြိုးချီတော့မလေအဲ့ဒီဂလုံးလောက်တဲ့ကြိုးချီမဲ့ခမ်းမှာကိုကကြိုးရအောင်ရင်ချီလိုက်တာကဲညမီရှေးလာစမ်းဟောဟောကချောင်းမလည်းတက်လာရောညမီကနောင်နှိကြရင်အဖိုးတို့ကိုပွဲပေးအောင်မလားဆိုတော့မေးတဲ့ခါကျတော့ဘာပြောလဲသိလား အာနောင်နေကြရင်လို့ပွဲပေးခြင်းနဲ့ပတ်သက်မရှိဘူးလို့ဒါဆိုမြည်တောင်းဆန်းစုဆိုတော့မြည်ရတိုင်းတထောင်ရရဖိုးလို့ပွဲပေးကဲအဲ့ဒီစုပြေမှငါမြည်ပွဲကားစီဆိုပြီးတော့ဟမ်ဒီနေ့အထိအဲ့ဒီနတ်ပွဲကလေမဖြစ်ရောမဖြစ်လဲကိုကိုယ်တိုင်ကမြေတာပို့ပြီးနဲ့လေအိမ်ဆောင်နဲ့အိမ်ဦးနဲ့ရိုးရဆိုတာ ဒီဘိုးဘီကဘိုးဘွားအောင်ကအဆပဲတို့မေတ္တာပို့ရင်တို့ရယူတယ်တို့ကောင်းမှုလုပ်ရင်တို့ကလေပျော်ပျော်ဝကြီးထိုင်ကြည့်ပြီးတော့တို့ကောင်းမှုရဲ့ပေါ်မှာဘယ်တော့မေတ္တာပို့ဝေမလဲငါတို့ဘယ်တော့မျှဝေပြီးမလဲတားဟိုထိုင်ကြည့်နေတာအိုအာရနေအတုံးနေတဲ့ချိန်ကြီးမိတ်ကြီးအကြီးမိတ်ကြီးကြီးမိတ်ကြီးဆိုတာ ਨੇ ဒီနတ်တွေကမပြောဘူးလားဘယ်သူမှမစော်တခုမယုံမဲ့အဲ့ဒီနေ့အဲ့ဒီအဲ့ကိုမေးရတဲ့စကားတော့ခွင့်ရှိတယ် နေလို့အဖိုးဖိုးပူနေတာနေတော့ဖိုးကအခုဒီမကြွတည်ဘူးလားလို့နေလိုက်တယ်နေတော့တနှစ်တစ်ကြိမ်မျှဝေနေတယ်အိမ်မှာလည်းမျှဝေတယ်နေတော့ဖိုးတယ်မကြွမလွတ်တည်ဘူးစင်ဒါဆိုမကြွမလွတ်တဲ့အစ်စ်နဲ့အခုဒီအိမ်စောက်တဲ့ဖိုးဖြစ်တယ်မပြောလိုက်တဲ့ခါကျတော့လိမ့်ပုံလိမ့်ဒီတဲမှလေအဲ့လိုနှစ်ကျောက်ကနာနဲ့နှစ်ကျောက်ကနာဆွဲတဲ့နတ်ကြော်တွေရဲ့လိမ့်နာလေးကနည်းနည်းကြောက်ဖို့ကောင်းတယ် မသိနာမလဲတဲ့တို့မောဘိုးကြီးဘွားကြီးတွေကပို့ပြီးတော့ပြဿနာရှိတာပေါ့အဲ့တော့ပြောချင်တာကပြိတ္တတ်တွေမိမိရဲ့ရိုးရာရှိတယ်အကောလုံးရှိတဲ့တက်မိမိရဲ့ရိုးရာကိုမေတ္တာပို့ပါအမျှဝေပါကာမှုလုပ်ပြီးပါဒီ లైక్ ကိုကြည့်ပြီးတော့ကျွန်တော်ရဲ့ပြောဆိုမှုအပေါ်မှာဝေဖန်ချံပြူနိုင်ပါတယ်ကွန်မိုင်းရေးနိုင်ပါတယ်အကယ်၍ ကျွန်တော်စီကိုဘေးတင်တို့အိမ်ချမ်းအရာဝဲတိချင်တာလေးတွေမေးလို့ရှိရင်လေဒီ messenger ချက်ဖားဖွေးဖို့ရှိတယ်ဖုန်းနံပါတ်ရှိတယ် wifi ရှိတယ်ဟိုင်းပြီးမေးတာတော့အားရင်ကြောင်းပြန်ပေးပါတယ်မှားတဲ့ချိန်လာကြောင်းမပြန်ပေးနိုင်ဘူးဒါမဲ့ကျွန်တော်စီကိုဘေးတင်မေးမစိန်တော့တန်တကုံ၃ပန်းရွတ်နိုင်တော့မေးပါမြေတာပို့နိုင်တော့မေးပါအမြဝေမိုင်တော့မေးပါအဲ့ဒီ၃ခုမလုံးနိုင်ရင်တော့ ကျွန်တော်စီတော့ဖေးတင်လာမမေးပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အခုပြောတဲ့ဆရာပရိသတ်တို့ပရိသတ်တွေအားလုံးနောက်နာနောက်ပတ်မှာကျွန်တော်ဘဝရဲ့အသွေးချုံတွေကျွန်တော်ထပ်ပြောပြမယ်အာကျွန်တော်ရဲ့ account ဒီ channel မှာဆိုရင်ဒါကျွန်တော်တွေးခဲ့တဲ့အသွေးချုံကျွန်တော်ပြောကားကုတ်ခဲ့တဲ့အသွေးချုံလို့ပြောပြတာနောက်အခုစရင်နောက်9မိနစ်ဆိုရင်ဒီအသက်80ရှိနေတဲ့ယောဂတဲ့တယောက်ကိုခဏကြာရင်တွားပြီးတော့ ယောဂတကုပြီးမယ်သူတို့ကတော့ပြောတယ်ပယောဂပေါ့အဲ့ဒါလေးတွေတွက်ကြည့်ပြီးမယ်ပြီးရင်အဲ့ဒီလူနာရဲ့အခြေအနေသုံးသပ်ချက်လေးကိုပြန်ပြောမယ်ပြိတ္တအားလုံးကျေးဇူးတင်ပါတယ်